ဂါဇာစီထောက်ပံ့ရေးပစ္စည်းတွေအကန့်အသတ်နဲ့ဝင်ရောက်ခွင့်ကိုအစ္စရေးကပြန်လည်ခွင့်ပြုပေးလိုက်ပါတယ်။တရင်အပြေဆုံးကိုဆက်ပြောပါမယ်။ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ truck ကတချို့ကိုအစ္စရေးကဂါဇာကမ်းမြောင်ဒေသတွေပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။အစ္စရေးဟာဂါဇာမှာလူသားချင်းစာနာမှုမစ်ရှင်တွေဆောင်ရွက်ခွင့်ကိုတရင်ဆက်တပတ်ကြာအောင်ပြင်းပြထန်ထန်ကန့်သက်ပိတ်ဆို့ထားခဲ့တာပါ။အဲ့ဒီနောက်မေလ16ရက်နေ့မှာတော့ truck ကားတွေဝင်ရောက်မှုကိုအကန့်အသတ်နဲ့ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဂါဇာမှာအငတ်ဘေးကြုံလာနိုင်ခြင်းမြင့်မြင့်မမရှိနေကြောင်းထောက်ပြမှုတွေမဟာမိတ်အမေရိကန်အစိုးရရဲ့ဖိအားပေးမှုတွေကြောင်းအစ္စရေးကတထစ်လျှော့ပြီးဂါဇာပြည်သူတွေအတွက်အနေအဆုံအဆင်လိုအပ်မဲ့အတိုင်းအတာပမာဏလောက်ထောက်ပံ့ရေးပစ္စည်းတွေတင်ပို့ဖို့ကိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေဖြန့်ဝေမှုကို Hamas ပျောက်ကြားတွေကထိန်းချုပ်တာမျိုးလုံးဝလက်ခံမှာမဟုတ်ဘူးလို့ Israel ကတင်းနဲ့မမသတိပေးထားတာပါ။ ဂါဇာကိုထောက်ပံ့ရေးရှင်တန်းတွေပြန်ဝင်ခွင့်ရလာတဲ့အပေါ်ကုလသမဂ္ဂအနေနဲ့ကြိုဆိုခဲ့ပေမဲ့ပို့ဆောင်ခွင့်ရတဲ့ပစ္စည်းတွေက ပမာဏအဖြစ်တော့ဂါဇာလူဦးရေနှစ်တသမတသန်းနဲ့ရှင်ရင်ပင်လယ်တွေကရေတပေါက်လောက်သာရှိသေးတယ်လို့ပြောကြားထားပါတယ်။မေလ19ရက်နေ့ကအစားအသောက်တွေခလီနုမုတ်တွေနဲ့တခြားထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ truck က၅စီးကဂါဇာကိုဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu က ဂါဇာကိုထောက်ပံ့ရေးရင်တန်းတွေပြန်ဝင်ခွင့်ပြုထားတာဟာအနိုင်ဆုံးလူအချက်အတွက်သာကန့်သက်ထားတာဖြစ်တယ်လို့အလေးအနက်ပြောကြားထားပါတယ်။ဂါဇာမှာအငတ်ဘေးစိုက်သွားတယ်ဆိုတဲ့အခြေအနေမျိုးကတော့လက်တွေအားဖြင့်ရောတန်တမန်ယေရှုတောင်ကပါကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့နေတန်ညာဟုကဆိုပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုခွင့်ပြုထားမှုကအစ္စရေးကုမ္ပဏီတွေအနေနဲ့ဂါဇာမှာရိတ်ခါဖျက်ဝေရေးစင်တာရီတည်ထောင်ပြီးထောက်ပံ့ရေးပစ္စည်းတွေဝေငှမှုကိုစတင်တာဝန်ယူသွားမယ်အချိန်ထိသာဖြစ်လိမ့်မယ်လို့သူကပြောပါတယ်။ လူသားချင်းစာနာမှုမစ်ရှင်တွေမှာပုဂ္ဂလိကကုမ္ပဏီတွေကိုအသုံးပြုဖို့ဆိုတာကအမေရိကန်အစိုးရရဲ့စိတ်ကူးဖြစ်ပါတယ်။ကုလသမဂ္ဂကတော့ကျဲဝတ်စည်းကမ်းတွေနဲ့မညီညွတ်ဘူးလို့ယူဆတဲ့အတွက်အဲ့ဒီကိစ္စမှာပူပေါင်းပါဝင်မှာမဟုတ်ကြောင်းပြောပြီးစန့်ကျင်ထားပါတယ်။အစ္စရေးကဂါဇာကိုထောက်ပံ့ရေးပစ္စည်းတွေပြန်လည်ဝေရောက်ခွင့်ပြုလိုက်ပေမဲ့တစ်ဖက်မှာလည်းဂါဇာကစစ်စင်ရေးတွေကိုပိုပြီးချက်ထွေအရှိန်မြှင့်တော့မယ့်အကြောင်းအတည်ပြုကြေညာထားပါတယ်။မေလ၁၉ရက်နေ့မှာတဲ့ဂါဇာအနှံ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း40ကျော်သေဆုံးခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဆေးရုံတွေရဲ့သတင်းရင်းမြစ်တွေကပြောထားပါတယ်ရှင်။